ဓိကတော့အကူပေါ့ immortal ဆိုတာတော့အမှန်တိုင်းပြောအကူပဲပေါ့အကူကအကုန်လုံးဟိုပါဖြစ်တယ်စီမံခန့်ခွဲတာအကူတီးကျင်တဲ့လူတွေနဲ့ခေါ်တီးတယ်ဆိုတော့အရင်ဆုံးအကူယုံကြည်နေအလုတ်အပ်တာအဲလုံးဟာအဲလုံးဟာအများကြီးပဲအဲ့လိုသချင်းတွေလည်းအပ်တယ်သချင်းတွေလည်းထွက်ထားတယ်လည်းရှိတယ်အသူ့အကြောင်းလည်းအကူတို့ဘယ်ကဟိုဒီလို immortal ဆိုပြီးတော့ဆက်ဖြစ်လာပါအဲအဲ့တော့ဂီတလောကတွေကိုစဝင် ghost writer မှာစဝင်လာခြင်းပါအကူကိုအရန်ခင်တဲ့အကကြတော့စောပိုင်း ဇော်ပိုင်းကြတော့လေအဲ့ချိန်မှာပေါက်ခါသားလေးအဲပေါက်ခါသားလေးနဲ့အဲသူတို့မင်းနှမချစ်တတ်ပြီးတော့ဆိုအကိုတို့ကမြို့တွေ၅မြို့၆မြို့အကုန်ပတ်ရတာအဲ့တော့ဇော်ပိုင်းနဲ့အကိုနဲ့ကလည်းအဲ့လိုဟိုစေကျော်သက်လေးမှာခင်တဲ့တငယ်ချင်းဖြစ်နေပါတငယ်ချင်းနောက်ဖိုးကအဲသူသူသူတို့ကဟိုအဓိကကြပါတယ် immortal ဟို support လုပ်တယ်လို့ပဲပြောရမှာပေါ့သူတို့ရဲ့ဟိုအားကြီးအများကြီးပါပါတယ်ကိုအထူးအထူးကြတော့အဲ့တနေ့တော့ဆိုရင်အဲအဲ့ကိုရုနဲ့တည်းက အဲ2000 2002 2003အဲ့လောက်ထဲကအဲ့တခြင်းအရင်ကောင်းနေတာအဲတခွေလုံးတီးပြီးတာမထွက်ဖြစ်တာအကိုတီးတာ Ghost Rider တီးတာ Immortal မဟုတ် sorry အဲ့တော့ Ghost Rider Ghost Rider Ghost Rider နဲ့တီးပြီးတော့မှနောက်တော်တော်ကြီးကြာတော့မှတော်တော်ကြီးဆိုတော့မှ Gillette တို့ဘာလို့နဲ့သူတို့နာမည်ကြီးပြီးတော့မှပြန်ဆိုတော့မှထပ်ထပ်ပြန်ပေါက်တာအခုလိုနေနေရတာကတော့အကိုတကယ်ကိုနေကျင်ခဲ့တဲ့ဟိုချမ်းသာတာဆင်းရဲတာက ဟိုတခုပေါ့နော်တပိုင်းပေါ့ဟိုပတ်စံချမ်းသာခြင်းတော့ဒီလှုပ်လည်းမလှုပ်တာကောင်းပါလားဒါပေမဲ့အခုအခုနေနေရတဲ့အစတူဒီယိုခန်းထဲမှာအခုလို့စကားပြောနေရတာဟိုကအခုတော့အရင်ချိန်နဲ့ကြာကောင်းနော်အဲ့လိုတော့တစ်ခါမှတော့မတွက်ထားဘူးဒါပေမဲ့အခုတက်တန်မနေတော့ဘူးပေါ့ဟိုအာ 30လောက်တောင်ရှိပြီအစိတ်30လောက်ရှိပြီဘာလို့လဲဆိုတော့အကူက22နှစ်22နှစ်မှာအကူကပရမအုံးဆုံးအဲ့လိုဟိုဟိုပတ်စံရရတဲ့ကေတာ TV ပတ်စံရရတဲ့ပရိုတော့မဖြစ်သေးဘူးပေါ့အဲ့လိုအဲ့လို commercial အလုပ်ကိုအဲ့မှာတည်းကစာလုပ်တာစာလုပ်ပြီးတော့အအကူက ghost writer မှာလည်းတီးသေးတယ်ကိုမျိုးမျိုးလို့နဲ့ ghost writer အဲ့တခေတ်ကလည်းတော်တော်ကြာတယ်အဲ့မှာပဲ15နှစ်လောက်ကြာတယ်အခု immortal 15နှစ်ဆိုရင်တော့30လောက်တော့ရှိပြီ ဘို့မန်ငယ်တော့မပြေးတော်လက်ခံရရှိပေါ့အဖေနဲ့လည်းတိုက်ရိုက်ကြည့်မဟုတ်တော့တော့ဝိုက်ပြီးဆက်ဆန်တယ်။ရင်တော့အကိုမှတ်မိတဲ့လောက်ဆိုလို့ရှိရင်အကို၃၄ဒန်းလောက်မှာအဂီတအစည်းအဝေးကနေပြီးတော့ဟိုဟာဂီတသင်တန်းဖွင့်တယ်။ဖွင့်တော့အကိုကတော်တော်ငယ်ပါသေးတယ်ခြားတိတ်ပေါ့။အဲ့တော့အိမ်အိမ်ကဂီတလေးယူလာတာ။ဂီတလေးယူလာတော့ဂီတလေးအများကြီးပဲ။အဲ့မှာဆိုတော့ဂီတကိုပထမဦးဆုံးမြင်ဘူးတာပေါ့။မမြင်ဘူးတာမဟုတ်အိမ်မှာမြင်ဘူးတာပေါ့။အဲ့တော့ အဲ့တော့အဲ့မှာဂီတာကိုစပြီးစိတ်ဝင်စားတာအဲ့ဒါအဲ့ရကနေစပြီးတော့ဂီတာတီးကျင်တယ်ဆိုတော့စိတ်ကတော့စဖြစ်တာအဲတဘောကတော့အကူကတော့ဒီအတိုင်းဝိုင်းနဲ့တော့မစိမ့်ဘူးမစိမ့်ဘူးဆိုတာအကူကအဲအခုအကူသားလေးလိုပဲခက်ခလေးဘွားတွေကဒီနေ့တောက်တောက်တောက်ရှောက်တက်တဲ့အဖေတို့တီးဝိုင်းမှာအကူကအခုဂီတာသမားတွေနားနေကီးဘုတ်သမားတွေနားနေအဲဒရမ်မာတွေနားနေအဲ့လိုအဲ့လိုကြားနေရတော့ကြားနေရတော့ဒါပေမဲ့အဲ့လိုဂီတာကိုကြိုက်လာဖို့အတွက်ကတော့အဲ့အဲ့လိုအဖေတို့ယူလာတဲ့ အဲ့ဂီတာကိုတွေ့ပြီးတော့ဟာမိုက်တယ်ပေါ့ဒါပေမဲ့လွဲတာလေးလည်းရှိတယ်နည်းနည်းလေးရှည်သွားရင်တော့ပြောပြမယ်အဖေကအခုတကယ်ဖြစ်စေချင်တာကသူကအစိုးတော့တော့မဟုတ်ရင်သူတို့ခေတ်ကဂီတာမူးဆိုတာကစန်းနေရဆရာပေါ့စန်းနေရဆရာသူတို့ကစန်းနေရဆရာဖြစ်စေချင်တယ်အကိုကကြတော့လေလုံးဝဂီတာပဲတီးချင်တာတော်တော်ကိုယူသွက်တာ6တန်းနဲ့မှအကိုဂီတာစတင်ခွင့်ရတာအဖေတို့ကကြတော့သူတို့က စန်နီယာအဲ့ခေတ်ကတကယ်စန်နီယာဆရာကြီးတွေစီကိုအကိုအကိုကစန်နီယာမတော်မသိင်ပြဘူးပေါ့အဖေကအဖေကနေ60ကျော်ပြီဒီဂီတာဟိုကအစည်းအုံးမှာအဖေကဂီတာစည်းယုံကြီးအိုးရင်တော့မဖြစ်ခင်ပေါ့အဲ့လိုနေရာမရခင်တည်းကအဖေတို့ကအဲ့မှာအတွင်မူအဥကူကူကဥက္ကဋ္ဌပေါ့ဥမောင်ဥကောင်မောင်ကူကူပေါ့နော်မောင်ကူကူကဥက္ကဋ္ဌအဖေကအတွင်မူအဲ့အဲ့ဒါကိုအကို လူမှန်းသီးတက်စာအရွယ်တည်းကနေပေါ့အဲ့နောက်သူသူပါသူ तू ကအခုအကြောင်းမေးပြမယ်အဖေအကြောင်းလည်းနည်းနည်းတော့မေးတော့ပြောပြအောင်အဖေက तू ကဒီလောကထဲမှာနေရတာကိုကြိုက်တာအဲ့တော့ तू ကအဲ့အစည်းအုံးမှာ तू ဘယ်လိုခုနဲ့မှဘယ်လိုပဲဖြစ်ဖြစ်ဘယ်နေရာမှာ तू ကနောက်ဆုံးအမှုဆောင်နေနဲ့ပါနေတဲ့မှာအဲ့တော့အဲ့လိုမျိုး तू ကတကယ်ကြီးကိုအဲ့ဒီဟီတာစည်းအုံးပေါ်မှာတန်ဟောစဉ်အကြီးဆုံးလူလို့အကိုထင်တာပဲအဲ့အခု ဟိုပထမဦးဆုံးအဲ့6တန်းနှစ်ပေါ့6တန်းနှစ်မှာအကိုရဲ့အခြေခံဆရာကအဲ့အဖေတို့ဂီတာဟိုအဖေ D1 ရှိရယ်အဲ့ D1 ကဦးခင်စောဆိုတာကောင်းပါတယ်သူတို့လည်း Rocky ဆိုပြီးသူတို့အဲ့ခေတ်ခါခါနာမည်ကြီးပါအဲဒါပေမဲ့အကိုကသူတို့စီမှာအခြေခံတော့ပဲတင်လိုက်ရတာအခြေခံဆိုတာအဲ့လိုပေါ့ဟိုကော့လေးတွေပါလေး DNA စီမံတာ FG ပေါ့တကယ်တမ်းအကိုကို lead ပထမဦးဆုံးတင်ပေးတဲ့ဆရာကတော့ဆရာစောပွဲမူပါဟိုဆရာစောပွဲမူစီမှာတင်နေဆိုပေမဲ့ညီလေးစင်သားကြီးအကိုက ခုနှစ်တန်းရှစ်တန်းမှာတင်တာဆိုတော့သူပေးတာတွေကတိတ်ကြီးရယ်ကွာဒီလိုသာသာဝန်ခံတာအဲ့အဲ့ဒါတွေကကိုကခလေးတယောက်အနေနဲ့တော်တော်ကိုမသိရတာပါဒါမဲ့နောက်ပရိုဖြစ်လာတဲ့အချိန်ကျမှအော်ငါ့ကိုငငယ်တော့တင်ခဲ့တာဒါပါလားအော်ငါ့ကိုသူပေးတာဒါပါလားပေါ့သိရမလားအဲ့အဲ့အချိန်ကျမှသိတာဒါမဲ့အကိုတို့တကယ်ဟိုအရန် crazy ဖြစ်လာတဲ့အချိန်အကို၁၀တန်းနှစ်ကြတော့အကိုထင်ပါတယ်ဟိုပါပေါ့အကို60 ဟုတ်တယ်94လောက်မှာကြတော့ဥပွဲကအရန်လုံများသွားတယ်။သူကအရန်လည်းလုံများသလိုအရန်လည်းကျမ်းမာရင်မကောင်းအကိုသူမှတ်မှတ်ရရှိနေသေးတာတခုရှိတယ်။သူသူ့အိမ်သွားရင်အဲ့ချိန်တော့သူကအိမ်အိမ်နှစ်ခုအကိုသွားတယ်ပထမတစ်ခုကဒီအလုံးကရင်ချန်ထဲမှာအတက်တယ်တက်ပြီးတော့နောက်နောက်နှစ်ကျတော့အကိုကကျောင်းပိတ်မှတင်ရတာ။နောက်နှစ်ကျတော့ကရင်ချန်ထဲမှာပေါ့အဲတောင်သူတောင်သူကုန်းမှာတောင်သူကုန်းမှာသူအဲ့မှာနေတော့အကိုအဲ့လို သူ့လက်ဖွားကြီးအကြီးပဲအဲ့လက်ဖွားထဲမှာစီးအများကြီးပဲအဲ့ဒါတော့မတ်မတ်ရပဲအဲ့စီးတွေအောင်လည်းငါကစီးရအဲ့လိုတောက်သူကဟဲ့အောင်မခေါ်တာအဲ့ခေါ်တော့ခေါ်တယ်သူကအဲ့စီးတွေကငါအများကြီးတောက်ရတော့ခေါ်တာဆိုတော့တကယ်ကိုသူ့ကျန်မာကြီးကလည်းခြူကြတယ်အဲ့နောက်အခု၁၀တန်းနှစ်မှဆုံးသွားတာဆုံးသွားအခုတော့အဲ့တော့ဟိုဆရာတော်ခွင့်ရလိုက်တယ်ဒါပေမဲ့အပြည့်ပြည့်ဘောကတော့အခုကအများကြီးမရလိုက်ပါဘူးသူဆရာဟုတ်ဆိုပါတော့ဟို အကိုသူက scale ခုတင်ပေးလိုက်တယ်ဆိုအဲ့ဒါတွေကဟိုတန်ဖိုးတော့ရှိကြွာတည်တာအခုချိန်ကျတော့အဲ့ဒါဩဒါ dim minute scale ဟာတော်တော်ရှားရှားပါပါလေတင်မှာ major minor တို့ဘာလို့မဟုတ်ပဲねသူကအဲ့ခလေးရွယ်တဲ့အကိုတို့အဲ့လို dim minute scale တွေဘာတွေသူကတင်ပေးခဲ့ဘူးတယ်အကိုကအကိုကဆယ်တန်းအောင်တယ်အောင်ပြီးတာနဲ့အိမ်ဟိုအကိုကတော်တော်တော့ယူတယ်ပွဲမယူကြတော့ဘူးဂီတာသမားဖြစ်ကျင်တယ်ဂီတာသမားရဲ့ဟို live ကိုကြိုက်တယ်ကြိုက်တော့အဲ့ထဲဟိုသုံးသုံး ဝင်မယ်လို့သုံးဖြတ်ပြီးတော့ဆယ်တန်းအောင်တာနဲ့ချောင်းဆက်မတက်ဖယ်နဲ့အကိုကဂီတာဂီတာတီးဖို့ရည်ရွယ်ကြံရွယ်တော့တာအဲ့အချိန်မှာအကိုရဲ့နောက်ဆရာတွေပေါ့နောက်ထပ်တွေ့တဲ့ဆရာအကိုကအခုချိန်ထိလည်းဘသူဆရာဖြစ်ဖြစ်တင်ယူတော့မှာဟုတ်ရည်ရတယ်အကိုကအကိုက music ဆိုအကုန်ကြိုက်တယ်ပရမအူးဆုံးအကိုဂီတာတီးကြံတဲ့အချိန်မှာအကိုကဂီတာလည်းတီးတတ်နေပြီအဲ့အဲ့အချိန်မှာကိုစောဖြူ drum တီးတဲ့ကိုစောဖြူပေါ့အဲကိုစောဖြူတို့ဟိုသူကဆိုင်လေးမှာလည်းအကိုတို့က ဟိုညဘက်ကျရင်တော်တော်တီးနေတော့ဒါနည်းနည်း okay လာပြီဆိုရဲချိန်မှာအခုမှတီးစရာဝိုင်းမရှိဝိုင်းမရှိတော့အခုပရမဦးဆုံးခေါ်တဲ့ဝိုင်းညလေးအံ့ဩဝမ်းမဲ့ A1 ဦးဆုံးမြင့် A1 ဦးဆုံးမြင့်ဒါပေမဲ့အခုကြိုက်တယ်အဲ့မှတီးရတာလို့ပြောတယ်အဲတိုက်ပုံနဲ့အခုကအငယ်ဆုံးပဲအဲတခုလည်းပြောပြအောင်မယ် A1 ဦးဆုံးမြင့်လို့အန်မမီတို့ပေါ့အန်ဒီတင်တင်များတို့ဆိုတာအဖေနဲ့သူတို့ကမောင်နှမလိုနေတယ်ဒါပေမဲ့အခုကလုံးဝမသိဘူးအခုကပြောလည်းမပြောဘူးကိုကအခုပါကိုဝနအနေနဲ့ပဲသွားတီးနေတာတစ်နှစ်ကျော်ကျော်လောက်ကြာ အဲပြီးတော့မှဟာကိုလွင်မြင့်သားဟာမျိုးမပြောဘူးပါညာဆိုမဟုတ်ပြောပြတော့ပါအဲ့မှာအကိုနှစ်နှစ်လောက်ဗမာတန်နေပေါ့ဗမာတန်နေအကုန်တည်းဟောကောင်းကြိုက်တယ်အကူကအဲ့လိုမျိုးလဲဟိုဟိုအခုချိန်နေတဲ့သဘောကြတယ်အဲ့အဲ့ရတယ်တခါလေးအကူ create လုပ်ရတဲ့ခါမျိုးတွေပါကြတယ်လုတ်ခွင့်ရလို့ရှင်ဟိုအရန်သဘောကြတယ်ရှိရအကူကအကူအဲ့အဲ့ကြီးစရာတွေလည်းရှိပါတယ်အကူကတော့အကူအကြောင်းကိုဟိုရိုးရိုးသားသားပဲပြောပြတာအဲ့တော့ အခုတကယ်ကြိုက်တာတော့ငကူတဲ့ဟိုအဲ့အဲ့အခြေအနေမှာပေါ့လေအခု rock လည်းကြိုက်တယ်ဒါပေမဲ့အခုကဒီအတိုင်းဝိုင်းမှာကြီးလာလို့လားမသိဘူးအကုန်လုံးတော့ကြိုက်တယ်တကယ်ဒီးကျင်နေတာတော့ rock ပေါ့အဲ့အချိန်မှာမှ ghost rider ကိုမျိုးမျိုးတို့ဝိုင်းမှာ guitar သမားမရှိတော့ဘူးဆိုတော့အဲ့နဲ့အခုကိုခေါ်တော့အခုကအဲ့မှာ light တည်တယ်အဲ့ဒါတော့အဲ့မှာပထမဦးဆုံးတွေ့ရတဲ့အဲ့ခေတ်ကအရန်နာမည်ကြီးနေတဲ့ကိုရဲသွန်တို့ပါတို့ဒါပထမဦးဆုံးထိတွေ့ခွင့်ရတာပေါ့ဒါပေမဲ့ ghost rider မှာအခုနှစ်တော်တော်ကြာတယ်ဟိုကလည်း ပွဲတွေလည်းတော်တော်များတယ်အဲ့ခစ်ကအကိုထန်တယ်ဂိုးစရိုက်တာတော်တော်ပွဲများတယ်အကိုနောက်ပြီးတော့အကိုရောက်တဲ့ချိန်မှာအကိုအကိုပထမဆုံးဘာလို့ရှိနေလဲဆိုတော့ဂိုးစရိုက်တာလူဟောင်းထဲမှာ drum တီးရဲ့ကိုသားငယ်ရှိနေတယ်နောက်မှအကိုတငယ်ချင်းတွေအကိုတီးကျင်တဲ့လူတွေအကိုခေါ်ခွင့်ရလာတာပေါ့နော်အဲကိုနေတူးပါလာတယ်ကိုအောင်နိုင်ပါလာတယ်အဲအဲ့လိုအဲသူတို့နေနဲ့အကိုတို့ကနှစ်တော်တော်ကြာကြာကြီးကိုတီးခဲ့အဲကိုမျိုးမျိုးကလည်းသူကတော့ bank ပေါ့ bank ဒါပေမဲ့အကိုတို့က rock ဘက်ကိုတော့ပိုရောက်ပါတယ်ပန်းတော့တိတ်မဖြစ်ပါဘူးအဲ့လိုတတိယဆုံးလူကိုပြောပါဆိုရင်အောင်ကိုမြင့်အောင်ကိုမြင့်ကအကူစွိုက်တာမှာအကူရုံးနဲ့တချင်းလာလို့တာစီးရီးလာလို့တာစီးရီးလာလို့ရင်းနဲ့အတူတချင်းလေးတွေအဲ့အချိန်တွေအထူးကြသူကတကယ်တော့အစိုးရလောက်ချင်တာဆိုတော့လောက်ချင်တော့အမင်းဒါအမတ်ရဆုံးဆိုလို့တခြားဟာတွေလည်းအများကြီးပါအမင်းသူကကျွန်တော်ဆိုတော့လုံးမလို့ဟာမင်းတချင်းတွေကောင်းတယ်နော်လို့အဲ့တနေ့တော့တော့ပါတော့အဲ့အချိန်တွေကပါတာ ိုးတော်တော်ကြာပြီတော်တော်ကြာပြီ2000ကျော်ကျော်ပေါ့2001နှစ်3အဲ့အဲ့ပုံဝင်ကြတော့အမင်းညာတွေကဟုတ်တယ်ဗာညာဆိုဒါပေမဲ့ तू အကူရုနဲ့အဲ့လိုလိုက်ဆိုရင်လိုက်တင်းရနေပြီးတော့နောက်ကြတော့ तू ကအဲ့ ghost rider ပဲရှေ့ရွက်ဆိုတော့ဖြစ်လာရှေ့ရွက်ဆိုတော့ဖြစ်ရင်လည်း तू က तू က talented ကွာ तू तू ကိုဘာလုံးလုံး तू က okay တယ်ဟိုမှာ guitar လေးပါတီးခိုင်းလဲ guitar လေးပါလဲလောက်လောက်တီးတော့အဲ့တော့ဟိုအကူစီမှာ तू က ဟိုညီကိုလုံနေခဲ့တာဟိုအဲ့လိုအကိုမသိတာမေးအိမ်မှာဂီတာတီးတဲ့အဲသူနဲ့ကိုနဲ့မှာတော့အမှတ်တရရှိတယ်။သူကဂီတာတီးကြတယ်အဆူတော့လောက်ကြတယ်အကိုစီမှာကအကိုကအဲ့အကိုရုခစ်ကကြတော့ဟိုဟာမျိုးပေါ့ဟိုဒီလိုဗီဒီယိုရု YouTube လို့မရှိတော့အကိုကအဲ့စာအုပ်တွေစုတာဟိုဘသူစီရရရအကိုတို့ကလိုက်တောင်းပြီးစုထားတော့အကိုစီမှာအဲ့လို vocal နဲ့ပတ်သက်တဲ့ဟာတွေရောဂီတာနဲ့ပတ်သက်တဲ့ဟာအကုန်ရှိတယ်အဲ့သူကအဲ့အရာတွေလိုချင်တယ်အဲ့အရာတွေလာလေလာတယ်အကူနဲ့အိမ်မှာကိုနေတာအဲတခါလေကြာရင် ဟို200တည်းနဲ့2ယောက်တည်းနေခဲ့တဲ့ရက်တွေရှိတယ်။အဲအဲ့လိုမျိုးပေါ့သူနဲ့အကိုနဲ့ကတော်တော်ကြီး close ဖြစ်ခဲ့ကြ။ဆိုတော့သူသူ့ကိုသူကအကိုကိုမေးတယ်။အကိုအကိုကျွန်တော်ဂီတာတင်ပေးတခါလေးကျရင်လည်းအကိုပွဲတွေမှာပဲသူ့ကိုရှူးပေါက်ကျင်ထားခဲ့တာ။အတင်လည်းတင်ပေးဖြစ်ပါတယ်။အဲဒါပေမဲ့သူ့ပါသူ့ကိုငကိုတည်းကတော်ပြီးသားပါသူကလူတော်ပါ။အဲနဲ့မဟုတ်အကိုကသူ့ကိုတခုတော့ပြောဘူးလေ။ဟောမင်းဂီတာတီးတာကိုသတင်းဆိုတာကိုလုံးမနေနဲ့။မင်းကိုငါကြည့်ရတာ။မင်းကတီးเสียဖြစ်မှလည်းတူတယ်နော်လို့အကိုအဲ့ဒါပြောဘူးလေ။ပြောပြီးတော့ဘာမှဖြစ်သေးဘူး။ ဒါပေမဲ့အခုကြည့်ရနောက်9နှစ်6နှစ်9နှစ်လောက်ကြာသူတပြေးနဲ့ဂျီလက်တို့ဘာလို့နေမှာသူကအဲတေးစရာဖြစ်လာအခုပြောဆိုတော့ညီလေးတို့လည်းတိတိတဲ့အတိုင်းပေါ့အဲ့လိုအဖွဲ့စည်းပြတာမဟုတ်အကူကအဲ့ခုနကပြောသလိုပေါ့ခလေးဘွားတွေကအခုမှပလန်တော့ရှိပြီးသားအကူကအဲကိုပိုင်တီးဝိုင်းလေးရှိကျင်တယ်နောက်ကိုပိုင်စတူဒီယိုလေးရှိကျင်တယ်ဒါကအကူရဲ့ဟို dream ပေါ့အဲ့ dream အတိုင်းအကူကဆက်သွားရင်လည်းအဲဒါ in model ကိုအခုဆက်လုပ်ဖြစ်တယ်ဆက်လုပ်တဲ့အချိန်မှာလည်းအကူရူခင်မာက အကူကဟို live ဆုံးတယ်အကူကဟို session band အနေနဲ့လည်းအကူက light တီးရရှိရယ်အကူအဲအကူအဲခုနပြောရင်းနဲ့ကြံခဲ့တာရှိသေးတယ်အဲကိုနေကဆုံးသွားတဲ့ကိုစိုးတီးရဆိုလဲသူလည်းကျေစုရှိတယ်အကူကဟိုဘက်မှာက band အနေနဲ့ ghost writer နဲ့သာတီးနေတာအဲဒီဘက်မှာအဲ့လိုတကယ် pro တွေပေါ့အကူအားလေးသားအားကြရတဲ့လူတွေရှိရယ်ကိုရန်နိုင်လို့ပါဆိုတာအကူကလေးသားအားကြရတယ် သူတို့ပုံစံတွေကိုလည်းသဘောကျတယ်သူတို့လည်းနေတိုင်းထိုင်တာပြောတာဆိုတာတီးရခက်တာအဲ့သူတို့ဝိုင်းနေမှာသူတို့မအားတဲ့ခါကျရင်အကိုကလိုက်လိုက်တီးရအဲ့ဒါကကြတော့ဟိုကိုးစရိုက်တာနဲ့မတူတဲ့နောက် site တခု session air player အနေနဲ့သူတို့ကလည်းအကိုဟိုညီလေးလိုပဲအကိုစောင်းလျှောက်တယ်မတိတာတင်ပေးတယ်အဲ့လိုမျိုးတင်ပေးနေအကိုကအဲ့ဝိုင်းနေမှာလည်းအကိုကတီးခဲ့တယ်ဒီကဲဆိုတော့အခု live ပါပုံစံတော့အဲ့လိုနှမျိုးသုံးမျိုးတော့ရှိတယ်ဘန်တစ်ခုတည်းမှမဟုတ်ဘူးဒါပေမဲ့ငကူတွေကတော့ရည်ရွယ်ထားတယ် immortal လုပ်မယ် အဲလှုပ်တဲ့အချိန်ကျတော့အကိုအဲ့လိုအကိုတွေကတားတယ်။ရောက်မင်းတီဝိုင်းထားထောင်အဲ့ခေတ်ကနေလေးလို့ဆိုမှတ်မိမှာပေါ့အဲ့ခေတ်ကကိုပိုင်တီဝိုင်းတော်တော်နေတယ်။တီဝိုင်းထောင်လို့ရှိရင်မင်းကို session ဘယ်သူမှခေါ်မတီးတော့ဟုတ်တယ်အဲ့ပြဿနာလည်းရှိတယ်။ဒါပေမဲ့အကိုလေတကယ်ဟိုဟိုယူမိုက်မိုက်ကိုထောင်တာအမင်းအဲ့အောင်မင်းတီဝိုင်းထောင်တော့မင်းကဘာမှမဟုတ်သေးဘူးဟုတ်တယ်ကျွန်တော်ဘာမှမဟုတ်ဒါပေမဲ့ဒီဘက်ခေတ်ကျတော့အဲ့ဒါလေးက အကျန်းပိုက်သွားတယ်။အဲ့မှာအဲ့အကုန်လုံးကကိုယ့်အကူဘန်လေးနဲ့ဖြစ်လာ။အဲ့ဒီချိန်တော့တော့အကူကမဟုတ်ဘူးကျွန်တော်လှုပ်ချင်လို့ကျွန်တော်အဲ့ဒါလေးတော့လှုပ်ချင်တယ်။အဲ့သူသူ့အနဲ့သူ့ဘောအလင်းတင်လာ။အဲ့ဒီချိန်မှာပရမအူဆုံးအကူရို့ model ကိုအဲဟိုလိုအလုပ်တွေလည်းအပ်တယ်။ဟိုရုံကြီးကြီးနဲ့အဓိကတော့အကူပေါ့ model ဆိုတာတော့အမှန်တိုင်းပြောရအကူပဲပေါ့။အကူကအကုန်လုံးဟိုကဖြစ်တယ်စီမံခန့်ခွဲတာ။အကူတီးကျင်းတဲ့လူတွေနဲ့ခေါ်တီးတယ်။ဆိုတော့အရင်ဆုံးအကူရုံကြီးနဲ့အလုပ်အပ်တာအဲလုံးပါ။ အလုံးဝအများကြီးပဲအဲ့လိုတခြင်းတွေလည်းအတဲတခြင်းတွေလည်းထွက်ထားရည်လည်းရှိရဲအသူ့ကြောင့်လည်းအကိုတို့ဘင်ကဟိုဒီလို immortal ဆိုပြီးတော့ဆက်ဖြစ်လာပါအလုံးဝပြီးွားတဲ့အချိန်မှာအကိုကအာဟိုညီလေးတို့လည်းတိအကောင်လည်းတိမယ်ဟိုကဟိုဂျုံလို့ပြောပြတာအကိုကအာဇန်ဒီနဲ့အကိုနဲ့ဟာကြောင်းနေပဲတငယ်ချင်းဟိုကြောင်းနဲ့မှာတရက်ွက်ထဲပေါ့ကြောင်းနေပဲတငယ်ချင်းအဲနောက်ဂီတလောကတွေကိုစဝင် ghost writer မှာစဝင်လာခြင်းမှာအကိုကိုအရန်ခင်တဲ့ကကြတော့စောပိုင်း ဇော်ပိုင်းကကြတော့လေအဲ့ချိန်မှာပေါက်ခါသားလေးအဲပေါက်ခါသားလေးနဲ့အဲသူတို့မင်းနှမချစ်တတ်ပြီးတော့ဆိုအကိုတို့ကမြို့တွေ၅မြို့၆မြို့အကုန်ပတ်အရာအဲ့တော့ဇော်ပိုင်းနဲ့အကိုနဲ့ကလည်းအဲ့လိုဟိုစေကျော်သက်လေးမှာခင်တဲ့တငယ်ချင်းဖြစ်နေပါတငယ်ချင်းနောက်ဖိုးကအဲသူသူသူတို့ကဟိုအဓိကကြပါတယ် immortal ကို support လုပ်တယ်လို့ပဲပြောရမှာပေါ့သူတို့ရဲ့ဟိုအားကြီးအများကြီးပါပါတယ်ကိုအခုလိုနေနေရတာကတော့အခုတကယ်ကိုနေကျင်ခဲ့တဲ့ဟိုချမ်းသာတာဆင်းရဲတာက ဟိုတခုပေါ့နော်တပိုင်းပေါ့ဟိုပတ်စံချမ်းသာခြင်းတော့ဒီအလုပ်လည်းမလုပ်တာကောင်းပါလားဒါပေမဲ့အကူအခုနေနေရတဲ့စတူဒီယိုခန်းထဲမှာအခုလို့စကားပြောနေရတာဟိုကအခုတော့အရင်ကျင်းနေကြကောင်းနော်အကူကတော့ဟိုဟိုသူ့ကိုဘာဖြစ်ပါစေညာဖြစ်ပါစေတော့ဘာတခုမှတွန်းအားပေးပေးပြစ်လိမ့်မယ်မထင်ဘူးအဲ့တော့ तू तू လောက်လာတဲ့အပေါ်မှာမူတည်ပြီးတော့အကူ support လုပ်ပေးဖို့ပဲရှိတယ်ဒါပေမဲ့အကူထင်တယ် तू က မလုတ်ပဲနေမဲ့ကောင်တော့မဟုတ်တော့ဘူးလေဒီမွေးတဲ့ကစတူဒီယိုကြီးထဲမှာမွေးရတဲ့ကောင်ဖြစ်သွားတော့ဒါတော့ तू 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 ကိုအကိုဘာလုပ်ပေးရမသူ့ပုံမှာပဲကြည်ပြီးတော့ပြောရမှာပေါ့အကိုနောက်လုံးမဲ့လုတ်ကြတယ်တသက်လုံးအကိုဒီအလုတ်ကိုလုံမယ်အကိုဒီအလုတ်ကိုလုံရတဲ့ရည်ရွယ်ချက်ကအကို music တွေနဲ့အကြာကြီးနေခြင်းလေနောက်ဆုံးအကိုစတူဒီယိုတစ်ခုရှိတိုင်းအကိုတွေးရခလေးခလေးတွေးလို့ပဲလော်လကူကူတွေးလိုက်ရင်အကိုဂီတာဒီးဖို့ခက်ခဲနေတဲ့အချိန်မျိုးမှာတော့အကိုဒီမှာ timing missing လေးဆွဲမယ်သချင်းတွေနဲ့အကိုတူတူရှိနေခြင်းလား အခုချိန်ထိအခုဟို ရုံကြီးကြီးနဲ့အဲအားပေးနေတဲ့လူတွေရောအလုပ်ပေးတဲ့လူတွေရောအဲနောက်မိတ်ဆွေတငယ်ချင်းတွေရောအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဆက်လက်ပြီးတော့လည်းအခုယုံကြည်ပေးပါလို့